ဆိုတော့ပထမဆုံးကကျွန်တော်မီးတင်တာကဒီ Facebook တွေမှာလည်းတက်လာတယ်ပေါ့နော်။အော်အာဒီချင်းညီနောင်ကကောင်းဆောင်တင်နေပြီးရင်အာကျွန်တော်တို့ဒီဟိုကျွန်တော်တို့ရဲ့ဒီမဟာမိတ်နော်အာကျွန်တော်တို့ဒီအရခတ်တက်တော်ရဲ့ကျွန်တော်တို့ကောင်းဆောင်ကြီးနဲ့ တွေးဆုံပွဲတွေဟာဟိုတူရိုက်ထားတာပေါ့နော်ပုံတွေတွေ့တွေ့ရတယ်ပေါ့နော်ဆိုတော့ကိုရောလဲကိုရောပုံလဲဒီထဲမှာပါတယ်ဆိုတော့အဲ့ဒီကကျွန်တော်တို့အတွေ့အကြုံလေးနဲ့ပြီးတော့အာကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်အာကျွန်တော်တို့ဒီအခုချင်းနိုင်ငံရေးကျွန်တော်မြန်မာပြည်တော်လှန်ရေးမှာကျွန်တော်တို့ဒီဒီဆက်ဆံရေးကဘလောက်အရေးပါတယ်လဲဆိုတဲ့ဟာနဲ့ပြီးရင်ကျွန်တော်အနာဂတ်မှာ ဟိုပြည်သူတွေကိုခြားပြလို့ရတာပြောလို့ရတာလေးတွေရှင်အဲ့ဒါလေးကိုအော်ပြောပြဖို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်အချိန်ကိုအဆင်ပြေသလိုတုံးလို့ရပါတယ်လို့နော်ကိုရောအဆင်ပြေသလိုကျေးဇူးပါဟုတ်ကဲ့ပါအဲအဲ့ဒီပုံတက်လာတော့ဟိုမီဒီယာတော်တော်များများမေးလာကြတယ်အဲအဲ့ဒီ season ပတ်သက်ပြီးမှ chain liberation fund ပေါ့နော်အဲ့မှာအရင်ဆုံး ဆွေးနွေးခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော်ကျွန်တော်ဗမာမှာတော့တမဖြစ်ရသေးဘူးအဲအဲဒါပေမဲ့အဲတန်နီဂိုရီချင်းချင်းပဲရှိတယ်ဒီလူတွေလည်းစိတ်ဝင်စားတဲ့အဲ့လိုမျိုးပေါ့ရှိတဲ့အတွက်ကြောင့်လည်းနည်းနည်းတော့ဖြည်းပေးလို့ရတယ်လို့ပေါ့နော်ဖြည်းပေးပါမယ်ကျွန်တော်တို့ဒါတော့ဒါအဖွဲ့အစည်းတွင်းမလို့ပါအဲဖွဲ့စည်းတွင်းနေတိကြပါတယ်ကျွန်တော်တို့ဒီဒီ အာလက်ခံမနောအရခမြူတာဖွဲ့ချုပ်နဲ့ဒီချင်းချင်းတော်နေတွေ့ဆုံကြတယ်ဆိုတာတော့အကုန်လုံးသိကြပါတယ်အာအပြင်ပေါက်တဲ့တဲ့မဖြစ်ဖြစ်နေပါဘောနော်ဆိုတော့ကျွန်တော်တို့တွေ့ဆုံကြတယ်ကြားပါပြီဟိုပြီးခဲ့တဲ့လပါပြီးခဲ့တဲ့လပဲကျွန်တော်တို့ဟိုတွေ့ကြတယ်ဆုံကြတယ်ဆွေးနွေးကြတယ်ပြီးရင်ဘယ်လိုမျိုးပေါ့အဲဒီကတော့ဒေါ်လန်ရေးနဲ့ပတ်သက်လို့ပါဒေါ်လန်ရေးနဲ့ပတ်သက်လို့အဲစီရေးမှာ ဘယ်လိုရှိမလဲဟိုဘယ်လိုပူပေါင်းကြမလဲအဲဘယ်လိုမျိုးပြန်လည်ကူညီကြမလဲပေါ့ဒီကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့တံပြန်ထိုးစစ်လာနိုင်တာကိုနည်းနည်းအဲ့လိုမျိုးခံမှန်းကြတာပေါ့အဲအဲ့ဒီပြင်ဆင်ထားကြတာပေါ့နော်အဲ့တော့ပူပေါင်းကြတာပေါ့အဲ့လိုမျိုးပါအဲပြီးတော့မှလည်းပဲဒီချင်းနဲ့ရခိုင်နဲ့ကဒီ နိုင်ငံရေးပဲပြောမလားပြီးခဲ့တဲ့ဒီဆေးဆွေးရသစ်သက်လက်ချက်မှာကဝေးกว่าလောက်လောက်တာပေါ့ဥပမာချင်းပြည်နယ်မှာစားရတဲ့ဆန်တွေတော်တော်များများဆိုရင်ပဋိင္ဆံမြောက်များဆန်တွေစားရတာဟုတ်ကျွန်တော်တို့ကတကယ်တမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်သွားကြတော့မှာပဲရခိုင်တည်းကနီးနီးလေးတော်တော်လေးနီးတယ်ဟိုအေယာဝရီယာနဲ့ဟိုမကွေးတိုင်းပဲခူးတိုင်းရန်ကုန်လိုရန်ကုန်တိုင်းတချို့တွေပါဖြတ်ပြီးမှလာမယ်စားပေါ့နော်ရခိုင်နဲ့တက်လာတဲ့ အာဟာဆိုရင်ကျွန်တော်တို့တက်ရိုက်စားသုံးလို့ရတယ်ပဲကျွန်တော်တို့ကဒီတစ်ခါတော့သူတို့နေရာတော်တော်များများရောက်ဖြစ်တယ်ပေါ့မျိုးကြီးဒီတော်တော်များများတွားဖြစ်တော့သူတို့ရဲ့ဟိုလွတ်လွတ်လပ်လပ်ပေါ့နော်အရင်တော့ကလည်းကျွန်တော်တို့တစ်ခါတော့ရောက်ဖူးပါတယ်အဲအဲ့တုန်းကလည်းဟိုအဲတုန်းက2022 2023အစောပိုင်းဆိုတော့2023အစောပိုင်းဆိုတော့ဘာမှဘယ်လိုပြောမလဲဟိုလွတ်လွတ်လပ်လပ်မရှိသေးဘူးပေါ့နော်လွတ်လွတ်လပ်လပ်တော့လည်းမရသေးဘူး ဒီတစ်ခေါက်ကြမှမြို့ကြီးတော်များများလွတ်လွတ်လပ်လပ်တွားလာလို့ရတယ်ကျွန်တော်တို့မြို့ဒီလီ3 4 5မြို့လောက်ရောက်ဖြစ်တယ်ပေါ့လေအဲ့ဒီမှာလည်းပဲတွေ့ရတော့မှကျွန်တော်တို့ကဒီစီကြီးမဟာမိတ်အပြင်နောက်နောက်ကျရင်နိုင်ငံကြီးမဟာမိတ်စီးပွားရေးမဟာမိတ်ထိပေါ့နော်အဲ့လိုမျိုးဒီဘူပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့လူမျိုးချင်းအပြန်အလှန်ဟိုကွန်ဒီဖိမကြဖို့ပေါ့နော်သူတို့ဒီအာအာ jewelry အေးပေါ့နော် သူတို့ရဲ့ border ရချင်းမှာလည်းကျွန်တော်တို့အဆင်ပြေတိုးတက်ကြီးပွားလာတဲ့ခါကျရင်အဲ့ဒီကျွန်တော်တို့ရဲ့ကြီးပွားတိုးတက်မှုကိုချင်းနေလဲခံစားအောင်ပေါ့နော်ချင်းနေလဲပါဝင်လာအောင်အဲ့လိုမျိုးကျွန်တော်တို့ချင်းနေတိုးတက်ကြီးပွားအဆင်ပြေလာတဲ့ဇွန်လရခိုင်နေလဲပဲဟို impact ပေါ့နော်တက်ရောက်မှုဖြစ်တယ်ခံစားရတယ်ဟိုပြန်ပွားတယ်ပေါ့နော်အဲ့လိုမျိုးကူးဆက်မှုဖြစ်အောင်ပေါ့လေအဲ့ဒီကြီးပွားချမ်းသာခြင်းဒီတည်ငြိမ်ခြင်းတွေအကုန်လုံးအပြန်အလှန် ိုကုညီအပြန်အလှန်ကိုအကျိုးစီးပွားရှိအောင်ပေါ့အဲ့လိုမျိုးဒီဟိုစဉ်းစားကြတယ်ကျွန်တော်တို့တွေးဆုံဖြစ်ကြတာတော့တော်တော်ကြတယ်ဟိုတော်တော်ကြတယ်ဆိုတာကဒီစတွေ့ဆုံဆွေးနွေးကြပြီးမှပြီးသွားတာမဟုတ်ပဲနဲ့စတွေ့ဆုံဆွေးနွေးကြတယ်ခမင်းဝိုင်းအထူးထူစားကြတယ်သမီးဝိုင်းစားနေတော့မှလည်းပဲစကားတွေများပြောဖြစ်တယ်။သမီးဝိုင်းပြီးသွားတာလည်းပဲပြန်တွေးကြတယ်။ပြီးတော့မှတဏီကုံပေါ့နော်။အာမနေ့နေ့လည်ညနေ အများကြီးစကားတွေပြောဖြစ်တယ်ဆွေးနွေးဖြစ်ကြတယ်ပြီးတော့ထိုက်လိုက်လေလေပဲအဲဟိုဥပမာကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာဆိုရင်ကျွန်တော်တို့တစ်ဖွဲ့အကုန်လုံးကျွန်တော်တို့ဖွဲ့သားတွေအကုန်လုံးဒီ state visit တခုလို့ပေါ့နော်အများကြီးတို့တို့အလေးထားတယ်ဟိုကြိုဆိုတယ်ဟိုတို့တို့စိတ်ဝင်စားတယ်တို့ကိုညီနိုင်တဲ့အပိုင်းကျွန်တော်တို့ပူပေါင်းလို့ဆောင်နေမဲ့အပိုင်းတွေပေါ့နော်မြင်မြန်ကြတယ်အပြီးတော့မှဟိုတော်တော်လေးဘောနော် အဲ့ဘက်ဒီပုံနဲ့ဟိုတော်တော်လေးစိတ်ထဲရနေသူတို့စိုက်လိုက်လေလေပေါ့နော်ဟိုလိုပြီးတော့မှကျွန်တော်တို့အနေနဲ့လည်းဟိုတွားတဲ့ချိန်မှာတင်ခန်းစာယူစရာတွေပေါ့လေအဲဒီကာလကျွန်တော်တို့အကုန်လုံးကဟိုမှာညီတော်နေဆိုလည်းညီတော်တော့ကုမြို့နယ်တို့မှာကိုလှုပ်ရှားရှိတော့ဟိုအဲအလုံးနဲ့လုံးလေချလေလိုက်ပြီးမှဟိုအတွေ့အမြင်တစ်တီမရဘူးလေနော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ license ခီးစင်မတော်ကလည်းပဲဩဟိုကိုဖြတ်တန်းခဲ့တဲ့နယ်မြေတစ်လျှောက်ပေါ့နော် မကွေးတိုင်းစကိုင်းတိုင်းတရားမြို့နယ်တွေမှာဖြတ်တန်းနေလေဟောတင်ခန်းစာယူဆရာတွေလိလာအားကြဆရာအတူယူဆရာတွေရှိတယ်အဒီ KIA ဖက်ရောက်သွားတော့လည်းပဲလိလာတူယူဆရာတင်ခန်းစာယူအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ခုခု data ကိုရဲ့ဒေါ်လာရင်းချင်းထုတ်နေမြင်ပြင်ရောက်လာတော့ငါတို့ဘလို့လို့လောက်အောင်ဘာလို့လောက်အောင်ပေါ့နော်အခုခကြီးဆယ်မှာလည်းအဲ့လိုပဲဟိုတင်ခန်းစာယူဆရာတွေအများကြီးရတယ်အဲလိလာတင်ယူဆရာတွေအများကြီးရတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လဲဟိုဘယ်လိုပြောမလဲ တော်လိုင်းရေးရှေ့ဆက်တဲ့ခါမှာပေါ့နော်ပြီးတော့မှကျွန်တော်တို့အတွက်အလုံးမဟိုအကျိုးရှိဆုံးကသူတို့ရဲ့တကယ်အာ UL party ကောင်းဆောင်ပိုင်းနေပေါ့နော်ကောင်းဆောင်ကြီးကဲနေကျွန်တော်တို့ဆုံဆုံလင်းလင်းပဲအကြီးကဲတွေဆုံဆုံလင်းလင်းပဲတို့တို့ဟိုအေအေပိုင်းကကော UL ပိုင်းကောအကုန်လုံးကိုတော်တော်များများကိုဟိုသူတို့ပြီးခဲ့တဲ့လေ90နှစ်အတွင်းမှာအလောက်တောင်ဆုံဆုံလေးလေးမရှိဘူးတဲ့အဆုံးလေးဖို့မျိုးနယ်ပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ် အဲ့ဒီမှာကျွန်တော်တို့အဓိကနောက်တင်ယူရတာတစ်ခုကဒေါ်လန်ကြီးကိုသူတို့ဘလို့အဆင့်ဆင့်ကျော်ဖြတ်လာတယ်ဘလို့ဒီဆောက်လာတယ်ဘလို့ခက်ခဲတွေဖြစ်လာတယ်ဆိုတာကိုသူတို့ဆွေးနွေးခြင်းအဖြစ်အကုတ်ကိုရှင်ထိုးလို့ရတယ်ကျွန်တော်တို့ဟိုပြည်သူဒီကိုဘလောက်စီယုံဆွေးနွေးချပြအောင်မယ်ဆွေးခွာအောင်မယ်ဟောပြီးတော့ပြည်သူယုံကြည်မှုကြောင့်ဘလို့ပြန်တည်ဆောက်အောင်မယ်တစ်ဆက်ထဲမှာလည်းအဖွဲ့အစည်းကိုဘလို့စက်တည်ဆောက်အောင်မယ်ပြီးတော့မှာတပ်ကိုဘလို့စက်တည်ဆောက်အောင်မယ် ဘယ်ဘလို့ချိတ်ဆက်ရမယ်ဆိုတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါနဲ့ဟိုနေလိုက်တဲ့အခါကျတော့ကျွန်တော်တို့မှာကဟိုအမျိုးသားရေမန်ချက်တီနိုင်ငံရေမန်ချက်တော်ရှိပါတယ်တပိမဲ့အဲဒီအမျိုးသားရေမန်ချက်နိုင်ငံချက်ဥပမာအရှင်းဆုံးပြောရင် self determination မလို့နော်ဟိုဒါဒါ federal self determination ပေါ့ဒါပေမဲ့ဒါကို strategy မဟာဗျူဟာကြကြဒီ organization organizational platform ကနေပေါ့နော် ဒါ NGO platform လည်းမဟုတ်ဘူး social platform လည်းမဟုတ်ဘူးကျွန်တော်တို့က case system မှာတော်လှန်ရေးလုပ်တဲ့အခါမှာပုံပုံလုပ်တယ်တော်လှန်ရေးလုပ်တယ်ဒါပေမဲ့တော်လှန်ရေးတမကအုတ်ချုပ်သူအစိုးရဆိုတဲ့အာဏာပိုင်ဆိုတဲ့ mindset ကိုမထည့်နိုင်ဘူးသူကတော်လှန်ရေးဆက်လုပ်မယ်တော်လှန်ရေးတမပဲငါတော်လှန်ရေးတမဆိုတဲ့အားလည်းပဲပြီးပြီးသွားတာပေါ့ပြီးတော့မှဒီလူမျိုးရေးပေါ့မျိုးနွယ်စုအနေနဲ့ပဲပြီးပြီးသွားတာပေါ့နော်ဆိုတော့ဒီဟို authority ပေါ့နော်ဒီ data ကိုစုံမအုပ်ချုပ်ပြီးမှတိုးတက်အောင်ကြီးပွားအောင်ချီးပွင်ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့ဒီဒေါ်လာကြီးတမားကိုကျော်လွန်တဲ့ဒီ government ဘဝနဲ့မှာ authority type ပေါ့နော်ဒီဒီဒီစာဝတ်နေရေးလမ်းပန်းဆက်သွယ်ရေးပညာရေးကျမရစာငါတာဝန်ယူရမယ်ဒါဒေါ်လာကြီးဒေါ်လာတက်ခိုက်ကြီးတစ်ခုတည်းကိုပဲကွန်ကရစ်ထိထားဖို့တင်မယ်ပေါ့နော် channel ဟာတွေပါဒီ social aspect တွေပါအကုန်လုံးကိုဒီဒါဝန်ယူရမယ် ဟိုဒါဝင်ခံရမယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့ mindset တွေပေါ့နော်အဲ့ဒါတွေကအစထည့်နိုင်ဖို့ပေါ့နော်ကျွန်တော်တို့ဒီကြံတဲ့တိုင်းသားတော်နိုင်ရေးဒီမှာတွေ့ကြုံခဲ့ရတဲ့ဟာတွေကိုသင်ခန်းစာယူစရာဆွေးနွေးစရာတွေပေါ့အများကြီးရှိခဲ့တယ်ဆိုတော့ဒီအဲ့လိုမျိုးပေါ့တို့ချင်တာကဒီစီကြီးတဲ့မဟုတ်ပဲနဲ့နိုင်ငံရေးမှာဟိုကျွန်တော်တို့ရဲ့ self determination ဖြစ်ခြင်းတဲ့ဟာကိုတို့တို့အားပေးတယ်လေးစားတယ်တိမှတ်ပြုတယ် တို့လည်းတက်ထိုင်တဲ့ဘက်ကနေကူညီဖို့ပေါ့နော်အဲကူညီပါတယ်ကူညီဖို့ဆိုတာထက်ဟိုတခုကျွန်တော်တို့လေ့လာတင်ပြရတာလည်းပဲစကားများများမပြောဖို့ပေါ့နော်အလုံးများများလုပ်ဖို့ပြီးတော့မှဒီအခု celebration fan ဘယ်ကြောင့်လဲမဟာမိတ်ဒီရေပေါ်ဒီပေါ်ရေပေါ်ရေပဲဒီပေါ့နော်လုပ်နေတယ်လို့ပေါ့ consistent ဖြစ်ဖို့ပေါ့နော်အာဒီကာလမှာကအဲဒေါ်လာရဲ့ခက်ခဲလည်းလိုပဲနေပေါင်း30 40ဆိုတာလို့တဲ့အခါကျတော့ ပြည်သူလူထုတို့လကောင်းဒုက္ခရောက်တဲ့သူတို့လကောင်းကနေပေါင်း30 40ဆိုတာတော့ထောက်ပံ့ဖို့အခက်ခဲရှိတယ်လေအဲ့လောက်ကို idea အရောက်ကောင်းထဲထည့်ဖို့ခက်ခဲတဲ့ပိုင်းနေရှိတော့ဗောအဲ့ဒီမှာ step by step ဘယ်လိုရုံးကန်ရလဲဘယ်လိုတည်ဆောက်ရလဲအဲဘယ်လိုမျိုးစုစည်းရလဲဗောနော်ပြီးတော့မှနောက်တစ်ခုလေးစားကြကောင်းတာကဟိုကျွန်တော်တို့တွေ့ကြရတဲ့အဲမှာအာသူတို့ဟိုတပ်ပိုင်းဆိုင်ရာရှိတယ်ပါတီပိုင်းဆိုင်ရာရှိတယ်ဗောနော် ့ပါတီပိုင်းဆိုင်ရာနည်းနည်းနောက်ကျတယ်ပြောမလားတပ်ပိုင်းဆိုင်ရာတွေကပင်ပင်ပန်းပန်းကျူးကျူးဆာဆာနဲ့တက်သွေးချူပုံများဆိုနေတိဆောက်လာခဲ့ပြီပေါ့နော်အဲ့ဒီအချိန်မှာပါတီပိုင်းဆိုင်ရာမှာတက်သည့်ပညာရှင်တွေပါလာတယ်ဆိုတော့သူတို့အနေနဲ့တက်သည့်ပညာရှင်တွေပါလာတာကိုလုံးဝလီလီဆာဆာကျူးဆူအဲ့ခါနဲ့ပြင်လုံးဝအယူအသိပေးတယ်ဒါငါတို့ကတလောက်ပင်ပန်းလာတာငါတို့ကငါတို့တိဆောက်လာတာငါတို့ဒီကပဲတလောက်လောက်လာတာမင်းတို့ကနောက်မှလာတာဆိုတော့မျိုးမဟုတ်ပဲနေပေါ့နော် သူတို့ရဲ့ rank နေရာအစ respect pay ပုံကအစခွန်ပြုချက်တောင်းခံနေရအစပေါ့နော်ပညာရှင်တွေပညာတတ်တဲ့လူတွေဒီလူတွေငါတို့လုံးဝငါတို့ရဲ့နောက်ပိုင်းကျလွတ်မြောက်လာဒီလူတွေကပဲတဖြည်းဖြည်းဥဆောင်ပါပညာနဲ့ဥဆောင်ပါစစ်သားလွတ်မြောက်အောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်အဲအတတ်ပညာရှင်ဘိုင်းကခွန်ချိုးတိုးတဲ့ကြီးပေါအောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်ဆိုပြီးမှသူတို့လုံးဝဟိုဘယ်လိုပြောမလဲ အားအောင်စရာကောင်းလောက်ပေါ့နော်ဟိုကျွန်တော်တို့တော့မှအနေရခဲ့အောင်လုံးဝကိုသူတို့ကိုသူတို့နှိမ့်ချပြီးမှ respect အပြည့်ထားတယ်နာခံမှုပြည့်ဝရှိတယ်အဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ကျွန်တော်တို့နိုင်ငံ culture ပဲပြောမလားပို့ချုပ်မှုကြီးတွေပို့ချုပ်ကြီးတွေကလောကကြီးမှာဘယ်သူမှဘယ်ပြောမလဲဖျားသိခင်တော်မှစောက်ကြီးစိုက်တဲ့လူတွေမဟုတ်ဘူးလေဟိုဖြစ်ချင်ရာပြစ်လုံးဝဒီလိုမျိုးစစ်ပက်ဆိုင်ရာကောင်းဆောင်ကြီးတွေအစလုံးဝနှိမ့်နှိမ့်ချာချာနဲ့ ဟို protocol ကိုလိုက်နာတယ်အဲ professional ပြည်တာလည်းပဲပြောပါတော့ပေါ့နော်ဟိုခံယူချက်ပေါ်တသွေးမတိန်လိုက်နာတယ်အပိုင်းတွေပေါ့လေအများကြီးလေးစားကြကောင်းတယ်အပိုင်းတွေပေါ့ပြန်တဲ့အားတွေလည်းအများကြီးဆွေးနွေးဖြစ်ကြပါဆွဆွပြောတူလို့ပေါ့ဒါက meeting လေးနဲ့ပြီးတော့တာမဟုတ်ဘူးဟို meeting တွေ့ကြတယ်အများကြီးပြန်လည်စကားပြောပြီးမှนี่แหละสารลงมาเอคินเดคินจุยดูมวยซ่าตอกจ๋าเลยซ่าตอกเนี่ยแหละย้ายสกาเปาะผิดจ๋าเลยพี่တော့มาแล้วเราสกาอ้ายเปลี่ยนเปาะผิดจ๋าเลยป่ะซุยนูจ๋าเลยป่ะเลย အပြန်အလှန်လက်ဆောင်တွေပေးရတာဆိုတော့တွေ့ရမှာပါတချို့ဟိုနောက်ပိုင်းကျရင်လည်းပဲဟိုတချို့တချို့တော့တပ်ပုံတွေဆက်ဆက်လက်ထုတ်ပြန်တာမျိုးရှိလာနိုင်ပါတယ်အဲ့ချင်းကျရင်ကျွန်တော်တပွဲချင်းစီကဘယ်လိုမျိုးလက်ဆောင်တွေပေးအပ်ကြတယ်ဘယ်လိုမျိုးအချင်းချင်းတိမှအပြန်အလှန်လေးစားတန်ဖိုးထားကြတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရပါလိမ့်မယ်